အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတူရှာတဲ့တည်ရင်ဒီပါဆက်ဝင်စားဖရဲတည်နေကိုတက်ဆက်ပေးပါတော့မယ်။ကျမတို့မြစ်တီကိုပါ။မြမထောဘတ်ဒီတရုတ်နိုင်ငံကိုတင်ပို့နိုင်မှုအတွက်စီစဉ်နေတဲ့တည်ရင်အသက်55နှစ်ရွယ်သားရှိသေးသူနဲ့ကလေးရွယ်ကလေးကြောင့်ကလေးတငယ်ရေးရာဝင်ကြီးရာသူမှနှုတ်ထွက်ခဲ့ရတဲ့တဲ့။ငါးမိုင်နဲ့ဒီမိတ္တဆွေများထပေါ်နေတာကြောင့်အေးဖို့အချိန်ကျနေလိုက်တဲ့တဲ့။ ရူနီရဲ့စံချိန်ကိုဘယ်လင်ငယ်ကျွတ်ဖက်သွားရဲဆိုတဲ့တင်ပါဝင်အစားရှိရဲပြင်းဒီပါဆိုင်ဝင်ရောက်ဖွယ်တဲ့တင်လေးကိုတက်ဆက်ပြီးတော့မှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်မြမထော်ဘက်ဒီတရေကိုတင်ပေါ်နိုင်ဖို့အတွက်စီစဉ်နေပါတယ်ဒီတဲ့င်းကိုတော့မြတ်တူကွာပြပေါ်လာပါ မြန်မာထောပတ်တီတွေကိုတရုတ်နိုင်ငံကကောအထွေထွေအုပ်ချုပ်မှုအာဏာပိုင်ဖွဲ GACC ရဲ့တမတ်ချက်တွေနဲ့အညီ2016-2020ဘဏ္ဍာနဲ့ထောပတ်တီယာဒီမှာတရားဝင်စတင်တဲ့မွန်နိုင်မှုတွေဆီစဉ်နေရလို့မြန်မာနိုင်ငံတတိဝက်လံပတ်မှန်နဲ့ဟင်းဒီမဆက်ပထုတ်လုပ်တဲ့မှုမှုရောင်းချသူများတရားသိရပါတယ်။ တရုတ်ကိုမြန်မာတော်ဘက်သည်တရားဝင်တင်ပို့နိုင်မှုအတွက်2019ခုနှစ်ကလေးကစောင့်ဝင်ခဲ့တာဖြစ်ပြီးမဲခေါင်လန်ချိုင်ထူရန်မုံငွေ2020စီမံကိန်းရာတရုတ်နိုင်ငံကိုကြည်တူစနစ်နဲ့တင်ပို့နိုင်မှုအတွက်စီစဉ်နေတာပါ။တော်ဘက်သည်တွေတင်ပို့နိုင်မှုအတွက်ထော့ဘက်ရှန်တွေနဲ့ထော့ဘက်သည်ထုတ်ပို့စရုံတွေမှာပုံမှန်ကင်းရှင်အောင်စောင့်ဝင်နေတဲ့အချိန်တွေကို အခုနှစ်အောက်တိုဘာ၊နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာ ဗီဒီယိုနဲ့စစ်စစ်သောက်ဖို့ရှိနေရလို့သိရပါတယ်။တရုတ်ကိုကြည်တူကြည်စနစ်နဲ့တရားဝင်တင်မဖို့ရရှိနိုင်ရင်မြမထောက်ပတ်တည်တင်မှုတဲ့ဈေးကွက်ကပုံမှန်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။လက်ရှိမှာတော့ကျိုင်းနုံတာကြီးလေးနဲ့ဇက်ကုံသွေးလမ်းကြောင်းကနေထိုင်းနိုင်ငံကိုထောက်ပတ်တည်တင်မှုနေပြီးအခုပန္နနဲ့ထဲမှာပြပကိုထောက်ပတ်တည်တန်တဲ့တပေါင်းကျော်လောက်တင်မှုထားရလို့သိရပါတယ်။မြမနိုင်ငံမှာထောက်ပတ်တည်ကိုရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးမှာအများဆုံးဆိုင်ပြုနေပြီး ထောက်ပတ်တည်ပေါ်ရတဲ့ဈေးကနှစ်စဉ်နိုဝင်ဘာကနေဇန်နဝါရီလအတွင်းဖြစ်ပါတယ်။ ဆက်လက်ပြီးထူးခြားတဲ့နိုင်ငံတကာဒိန်းသဘောကိုလည်းတင်ဆက်ပေးကြပါမယ်။အသက်15နှစ်ရေသားရှိတဲ့သူနဲ့ကလေးငယ်တာကြောင့်ကလေးတဲ့ငယ်ရေယာဝင်ကြီးရာထူးမှနှုတ်ထွက်ခဲ့ရပါတယ်ဒီသတင်းကိုတော့ညင်းချောင်းအောင်ပေးဖို့လာပါဘာ အသက်15နှစ်ရွယ်ပဲရှိသေးတယ်အမျိုးသားတအုပ်နဲ့ကလေးယူပူခဲ့တာကြောင့်အစိုးရဖွဲ့ဝင်တအုပ်ဖြစ်တဲ့ကလေးတငယ်ရေယာဝင်ကြီး SDR ဟာယာတုကနှုတ်ထွက်သွားခဲ့တယ်လို့ Iceland ဆိုရကသတင်းထုတ်ပြန်လိုက်ပါတယ် SDR ဟာသူမသက်22နှစ်ရွယ်မှာအသက်15နှစ်ရွယ်ပဲရှိသေးတယ်အမျိုးသားတအုပ်နဲ့ရွှေကျွမ်းဝင်ခဲ့ပြီးတော့သူမပထမဆုံးရင်သွေးရခဲ့တာဖြစ်ပါတယ်အထောက်အထားတွေထပ်ပေါ်လာပြီးနောက်မှာယာတုကနှုတ်ထွက်သွားခဲ့တာပါ SDR ဟာအရွယ်မရောက်သေးတဲ့အမျိုးသားငယ်နဲ့ကလေးယူခဲ့တာဖြစ်တဲ့တွေ့ထင်ထားသွားပြီးတဲ့နောက်မှာအစိုးရဖွဲ့ဘက်ကသူမကိုခေါ်ယူဆွေးနွေးခဲ့ပြီးတဲ့နောက်မှာယာတုကနေ ေနှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။အရွယ်မရောက်သေးသူတွေနဲ့ကလေးတငယ်တွေနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုတောင်းယူဆောင်ရွက်ရတဲ့ကလေးတငယ်ရေယာဝင်ကြီးအနေနဲ့အသက်15နှစ်ရွယ်အမျိုးသားတအုပ်နဲ့ကလေးယူခဲ့တဲ့ဆိုတာမလျော်ကန်လုံးနဲ့လောက်ရမျိုးဖြစ်တာကြောင့်ယာဒုကနှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။အိုက်စလန်ဆိုရက STD ရဲ့ဖြစ်စဉ်အပြည့်တင်မှုခတ်ပေမဲ့သူမရဲ့နောက်ကြရာဇဝင်ကိုတေချာမဆစ်စီပဲနဲ့ကလေးတငယ်ရေးရဝင်ကြီးဖြစ်နေတာဝန်ပေးခဲ့မှုအတွက်ပြည်သူတွေကိုဝန်ချတောင်းမယ်နဲ့စာထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ နောက်တစ်ထူးခြားနိုင်ငံတကာတင်ဒီပုတ်ကိုလည်းတက်ဆက်ပေးကြပါတယ်။ငါးမိုင်အမြင့်ဒီမိတောင်ရွှေတွေထပေါ်နေတာကြောင့်အရေးပေါ်အခြေအနေကြခဲ့ပါတယ်။ဒီတဲ့ကိုတော့ညင်းချောင်းမှာပြပို့လာပါဘာ။ မီတောင်တကူကနေ9မိုင်မြင်ဒီရှော်ရီထုတ်လုပ်နေတာကြောင့်အရေးပေါ်အရှိတင်ပြပြီးတော့မီတောင်လီနာမှာနေထိုင်နေသူတွေကိုအရေးပေါ်ရှင်ပြမှုတွေပြုလုပ်ပေးနေတယ်လို့အင်ဒိုနီးရှားဆိုရကသတင်းထုတ်ပြန်လိုက်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရှေ့တောင်ပိုင်းမှာရှိတဲ့လီဘိုတိုဘီလာဂီလာမီတောင်ကနေရှော်ရီထုတ်လုပ်နေတာဖြစ်ပြီးတော့ပောက်ကွဲမဲ့အန္တရာယ်ရှိနေတာကြောင့်မီတောင်နဲ့9မိုင်ကွာမှာနေထိုင်သူတွေကိုဘေးလွတ်ရာကိုရှင်ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်မီတောင်ပတ်ဝန်းကျင်မှာ ထက်ကြော်ကြော်ပြသရမယ်လေဆောင်ခရီးစဉ်တွေကိုလည်းရွှေ့ဆိုင်ဖို့အင်ဒိုနီးရှားဆိုရကဆုံးဖြတ်လိုက်ပါတယ်။အဆိုပါမိတောင်ဟာပြီးခဲ့တဲ့နိုဝင်ဘာလကလည်းရှော်ရီထုတ်လုပ်ဖြစ်ပွားခဲ့ပြီးတော့တည်ဆောင်းသူဆယ်ဦးရှိခဲ့တယ်လို့ပတ်ဝန်းကျင်မှာနေတဲ့အိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ယခုတကြိမ်ရှော်ရီထုတ်လုပ်တဲ့ဟာကပတ်ဝဲဖို့အတွက်အလားအလာပုံများရလို့သတ်မှတ်ပြီးအရေးပေါ်အခြေချညာခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားဆိုရဟာမိတောင်ပါခွဲခဲ့ရင်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲကြိုးစားတွေအတွက်လည်းကယ်ဆယ်ရေးအဖွဲ့ပြင်ဆင်ထားတယ်လို့သိရပါတယ်။ ။မြန်မာစစ်အနေနဲ့24နာရီတွေ့ရှိရတယ်။အက္ခစားတဲ့ဘက်ကိုလည်းနှက်ဆက်ပေးကြပါမယ်။ရိုနီရဲ့စံချိန်ကိုဘယ်နိုင်ငံကျက်ဖက်သွားပါရဲ့။ ဒီသတင်းကိုတော့ညချမှာပြပလာပါ Geometric Unit ကစားသမားဘယ်လင်ကန်ဟာအင်္ဂလန်အသင်းအတွက် Rooney ပိုင်ဆိုင်ခဲ့တဲ့စာချုပ်တရက်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်ဘယ်လင်ကန်ဟာ Albania အောင်နိုင်ရခဲ့တဲ့ပွဲစဉ်မှာအင်္ဂလန်အသင်းအတွက်ကစားခွင့်ရခဲ့တာကြောင့်အသက်22နှစ်မပြည့်မီအင်္ဂလန်အသင်းအတွက်50ဒဗယ်ကစားခွင့်ရကအသက်22နှစ်မပြည့်မီအင်္ဂလန်အသင်းအတွက်ကစားခွင့်ရတဲ့သူတွေထဲမှာပွဲအများဆုံးကစားပေးသူဖြစ်ရှင်နေတင်နေရပါ Rooney ကအသက်22နှစ်မပြည့်မီအင်္ဂလန်အသင်းမှာနိုဝင်ဘာလမှာအင်္ဂလန်အသင်းအတွက်စတင်ကစားခွင့်ရခဲ့ပြီးတော့ ပြီးခဲ့တဲ့ယူ2024ပြိုင်ပွဲမှာဘောလူပွဲတီရအောင်လို့ဆွဆောင်ပေးနိုင်ခဲ့ပါတယ်။ပယ်နေကဟာရိုနီရဲ့စနေတခုကိုကြော်ဖက်နိုင်ခဲ့ပေမဲ့အင်္ဂလန်အသင်းအတွက်ရိုနီဆွဆောင်ပေးခဲ့တဲ့ဆွဆောင်ရည်တွေကိုလိုက်မြင်ဖို့အတွက်အများကြီးကြိုးပမ်းမှုအတွက်လိုအပ်မှာဖြစ်ပါတယ်။ရိုနီကအင်္ဂလန်အသင်းအတွက်ပွဲ120တီကစားပေးခဲ့ပြီးတော့53ဂိုးတီသွင်းပေးခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။အခုတင်ဆက်ပေးကြတာတွေကတော့မြန်မာရှေ့ရဲ့၂၄နိုင်နေကတဲ့နေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြပိတ်သက်များအားလုံးကျမွှယ်နေကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။